အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့2025ခုနှစ်မှာအစ်စ်လက်လက်ဆက်ဆက်ထွက်ရှိထားခဲ့တဲ့ကျောက်စီအကောင်းတဲ့ဇလန်းတပုတ်ကိုတင်ဆက်ပေးဖို့စိတ်ကူးထားပါတယ်ဇလန်းကတော့တင်မော်တစည်းပေါ်မှာကျွတ်နဲ့စိုးတကောင်နဲ့လူသားတွေတိုက်ခတ်ရတဲ့ဇလန်းပဲဖြစ်ပါတယ်ဆိုတော့ထထရှူးတွေပြောမနေတော့ဘဲနဲ့ကျွန်တော်တို့အစီအစဉ်လေးကိုစလိုက်ရအောင်ပါ off တခုပြောဖို့မေ့နေတာအားလုံးပဲမင်္ဂလာပါခင်ဗျာ Titan Moving Recap ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အစင်းသဖြင့်ကျွန်တော်တို့စကြရအောင် ညနေ2နာရီခွဲလောက်ချိန်နီယူးယောက်စိတ်ကန်းတခုမှာတင်းမောသားတွေပြေးကြရင်နေနဲ့ဒိုမီနီတို့နေရောက်ဟာမော်တီမာလို့ခေါ်တဲ့တင်းမောဟောင်းကြီးတစည်းပေါ်မှာသူတို့ရဲ့အလုပ်ကိုလက်ဆက်တက်နေကြပါတယ်ပြန်ကားလေးမှာနေကတင်းမောရဲ့တတုပြဟောင်းတခုကိုခွာယူလိုက်ပါတယ်။သူပွင့်လိုက်မိတာကပိတ်ထားတဲ့အခန်းတခုဖြစ်နေပြီးပွင့်လိုက်တယ်ဆိုရင်ပဲတကားအရှိန်နဲ့ကန်ထွက်လာတာကြောင့်သူတို့နေရောင်လုံးနောက်ကိုလွင့်သွားပါတယ်။ နေရဘာမှဖြစ်ဘူးပြောပြီးမယ်အပေါက်တဲကနေတကူကူတွက်လာတာကိုမြင်လိုက်ရတဲ့ဒိုမီနီကတန်တရားဝင်နေပါတယ်ရုတ်တရက်ဆိုသလိုပဲမြို့ဝက်ဆန်းကျတဲ့တရဝါရကောင်ဟာဒိုမီနီရဲ့ရှေ့ကနေပြီးတော့ဖျက်ပြေးသွားရင်သူမရဲ့ခေါင်းကိုရိုက်သွားတာကြောင့်ဝင်းပြင်းပေါ်လဲကျသွားပါတယ်နေကသူမကိုကူညီဖို့ကြိုးစားနေချိန်သူတို့ရဲ့ရှေ့မှာကြွရကောင်နဲ့တူတဲ့တရဝါရကောင်ပေါ်လာပါတယ်အဲ့ဒီတရဝါကနေကိုသူ့ရဲ့ခြုံထက်တဲ့သွားရင်းနဲ့တိုက်ခိုက်လိုက်တာကြောင့်ဒိုမီနီလည်းကြောက်လန့်နေကြတဲ့တွက်ပြီးကန်ဆိုးစွာပဲတရဝါရဲ့ပုံကူအနေအထားဖြစ်တဲ့အခန်းထဲကိုကြောကြသွားပါတယ် ိုမရစ်တီးရအပေါက်တဲကနေမောကြည့်လိုက်တဲ့အခါမှာတော့ကြွက်ကြီးပုံစံမိတ်စာကြီးတကောင်တူမစီကိုခုတ်အုပ်လာနေတယ်ကိုမြင်လိုက်ရပါတော့တယ်။နောက်တစ်ခါမှာတော့ဆယ်လီနာဆိုတဲ့ကော်မလေးတယောက်ကစတေတန်အိုင်းနဲ့တင်မောဂိတ်စီကိုပြေးလွှတ်ရောက်လာပါတယ်။တူမကတင်မောဝင်တဲ့တယောက်ဖြစ်တဲ့ပြီနဲ့တွေ့ခဲ့ပြီးပြီကအပြေးလာနေတဲ့ဆယ်လီနာကိုအကျိုးကြောင့်မေးကြည့်တဲ့အခါမွေးနေ့ပွဲမှာဇပွဲလို့လို့ရင်အချိန်မီအောင်ပြေးလာခဲ့ရတာဖြစ်ကြောင်းဆယ်လီနာကရှင်းပြပါတယ်မွေးနေ့ရှင်စင်နေတဲ့သူ့တငယ်ချင်းတွေကတော့ပါတီကိုလမ်းပေါ်ထိဆက်ဆင်ရွေးဖို့တူမနောက်ကိုလိုက်လာကြပါတယ် ဆယ်လီနာကတော့အိမ်ပြန်ဖို့စိတ်လောနေတာကြောင့်ပြီးကဆင်နီတို့ကိုအာယုံလွှဲထားပြီးမဲ့ကြောင့်လည်းဆယ်လီနာကိုတော့တင်းမောရဲ့အောက်တက်မှာတွားပုံနေဖို့ပြောလိုက်ပါတယ်ခဏကြောင်မှာတော့ဆင်နီနဲ့သူမရဲ့တငယ်ချင်းတွေရောက်လာပြီးဆယ်လီနာကိုမေးတာကြောင့်ပြီးကအပေါ်ထဲကိုတက်သွားလောက်ပြီးဖြစ်ကြောင့်လိန်ပြောလိုက်တဲ့အတွက်ကောင်မလေးတွေလည်းသူမနောက်ကိုလိုက်သွားကြပါတယ်တင်းမောသားအလုံးတင်းမောပေါ်ရောက်တာနဲ့ကက်ပရင်ပီကခီးစဉ်စတင်တော့မဲ့ကြောင့်ကြေညာပါတယ် ဒါပေမဲ့မကြခင်မှာပဲထိန်းချုပ်ရေးစင်တာက operator ဖြစ်သူ Mike C ကလိုင်းရောင်းတစ်ချောင်းလုံးမျိုးရိအရန်တူနေလို့ခရီးစဉ်ကိုခဏဆိုင်းငံ့ထားဖို့ပြောတဲ့သတင်းတခုဝင်လာပါတယ်။နိုင်ပုံများစွာအလုံးလှုပ်ထားရလို့အင်ကိုအမြန်ဆုံးပြန်ရင်နေတဲ့ covering ကတော့မစောက်နိုင်တော့ကြောင်းပြန်ပြောလိုက်ကခရီးစဉ်စတင်လိုက်တာကြောင့် Mike ကမျိုးရိတော့တတ်မှတ်နေရကိုမရောမချေအဆက်အသွယ်ပြတ်တော့သွားနိုင်ကြောင်းနောက်ဆုံးသတိပေးလိုက်ပါတယ်။ ခရီးတွေတွေကတော့ကိုယ့်နေရာကိုဝင်ထိုင်ကြပါတယ်အဲ့ဒီအထက်မှာ Ever ဆိုတဲ့သူနာပြူမာလေးတယောက်လည်းပါပါတယ်သူကကသူ့အတီဟောင်းတယောက်ဖြစ်တဲ့ပင်မန်းနေတဲ့ Berry ကိုတွေ့လိုက်တာကြောင့်အနားကိုတွားလိုက်ချင်းရုတ်တရက် Berry က Emma လက်ကိုဆွဲကင်လိုက်ပြီးဒီသင်းဘောကချိန်စာတင့်နေတာဖြစ်ကြောင်းပြောလိုက်ပါတယ် Emma ကတော့သူပြောတာဝင်မဆိုင်ပဲအချိုးရတပူပေးပြီးတော့ခရီးဆုံးတဲ့ဒီအိမ်မငှက်အောင်တောက်ဖို့ပြောလိုက်ပါတယ် ဇလီနာကတော့အောက်တက်မှာပုံနေတော့ဖြစ်တာကြောင့်ပြီးကသူမစီကိုလာတွေ့ပါတယ်ဇလီနာကသူမကိုကိုင်းကြီးလို့ကျေးဇူးတင်ကြောင်းပြောပြီးနှစ်ယောက်သားကိုယ့်ရဲ့ဘဝရည်မှန်းချက်တွေကြောင်းပြောပြကြပါတယ်သူတို့စကားပြောနေချိန်တင်မောရဲ့တခြားတနေရာမှာတော့ကောင်လေးတယောက်ကလီဗာတီရုပ်တုဝစ်စုံကြီးကိုဝှက်ထားပြီးတက်တော့တက်တာနေလို့ရမယ်နေရာသေးတစ်ခုကိုရှာနေပါတယ် ယုတ်ရက်လေးချုံတဲ့ကြားလိုက်ရတဲ့ကြောင့်ဟိုရီကြည့်ပြီးတော့မမမရှိတဲ့ကြောင့်နောက်ပြန်လှည့်လာပါတယ်။ထိုင်ကောင်မူပြန်ရောက်တဲ့အခါသူ့ရဲ့အယုတ်ကောင်ကလေးပေါ်လွင့်နေတာကိုတွေ့လိုက်ရတဲ့ကြောင့်အံ့ဩနေတော့သူ့နောက်ဘက်ကနေကြွက်ကြီးတစ်ကောင်ပေါ်လာပြီးသူ့ကိုတိုက်ခိုက်လိုက်တဲ့အတွက်လဲကျန်တော့ပါတယ်။နောက်တော့ကြော့မိတ်စာကြီးကလဲကျန်နေတဲ့ကောင်လေးကိုသူ့ကင်ထားတဲ့ဒမ်မီနဲ့အဆက်မပြေရိုက်တက်လိုက်ပါတော့တယ်။မင်းရဲ့နေငယ်ကြတော့ဆယ်လီနာရေချိုးခန်းထဲကိုဝင်လာရင်သူမရဲ့မန့်စုစာအုပ်ကိုတွေ့လို့လာပေးတဲ့အန်ဘာနဲ့ယုတ်တိရဲ့တွေ့ပြီးတော့လှမ်းသွားပါတယ် ဆယ်လီနာကသူဖြစ်ကျင်တော်တွေကိုမှတ်စုရေးပြီးတော့မှတ်တက်သူဖြစ်ပေမဲ့ခုတော့မဖြစ်လာနိုင်တဲ့ရေမှန်းချက်တွေကိုစိတ်ကိုနေပြီးဖြစ်တာကြောင့်အမ်ဘာထွက်သွားတာနဲ့မှတ်စုစာအုပ်ကိုအမိုင်ဘုံတွေကိုလွှင့်ပြလိုက်ပါတယ်။ဆယ်လီနာတယောက်ကြီးချိုးကန်းတဲ့ကနေထွက်သွားချိန်မှာတော့အင်းသားကတက္ကန်ထဲမှာတော်မိတ်စာရှိနေတာကိုတော့တတိမထမိလိုက်ပါဘူး။တင်မောတနေရာမှာတာဝန်ကြရဲတယောက်ကအုံမှန်ကင်းတဲ့စစ်ဆေးမှုတွေလုပ်နေတယ်။မေကီမောင်ရဲတယ်လို့အတန်းမျိုးချလိုက်ရပါတယ်။ နေကားကိုကြည်လိုက်တော့ရဇုံတရအလှေမြန်တက်ပြေးသွားတာတွေ့တိုင်းကြောင့်စစ်စေးနေတော့သူ့ကျရောက်ကိုတူတလဲနဲ့အရိုက်ခံလိုက်ရပြီးတော့လဲကျန်သွားကလက်ထက်ကတနက်လေလွှတ်တော်သွားပါတယ်။တနက်ကိုပြန်ကောက်ဖို့ကြိုးစားခြင်းသူ့လက်ကိုတူနဲ့ထက်ရိုက်ခံလိုက်ရပြန်ပါတယ်။နောက်ဆုံးတော့ရဲသားဟာကျွဲမိတ်စာကြီးကိုတွေ့သားပြီးတော့အော်ဟစ်အကူအညီတောင်းပေမယ့်ဖျက်သွားတဲ့ဆယ်လီနာကလွဲပြီးတော့ဘသူမှသူ့အော်တန်ကိုမကြားလိုက်ပါဘူး။ဆယ်လီနာကတော့ဘာဖြစ်တာလဲသိချင်တာကြောင့်အပီးလိုကသွားကြည့်ပါတယ်။ ။တင်မောပယ်ပိုင်းကိုရောက်တဲ့အခါဘောဝိရှင်ဝှက်ထားတဲ့ကြွမိတ်စာကြီးကရင်းသားကိုခြေထောက်ကနေကင်ပြီးတော့တင်မောပန်ငါရီတဲကိုလွတ်ချလိုက်တဲ့ကြောက်စရာကောင်းတဲ့မြင်ကွင်းကြီးကိုတွေးလိုက်ရပါတယ်။နောက်တော့ကြွမိတ်စာကြီးကဆယ်လီနာဘက်ကိုလှည့်ကြည့်လိုက်တာကြောင့်ဆယ်လီနာလည်းထွက်ပြေးလာခဲ့ပြီးတော့အရာရှိဒီယာပစ်ရဲ့အမ်ဘာရုရှိယာကိုရောက်လာပြီးတော့ကြွမိတ်စာကြီးအကြောင်းကိုပြောပြပေးမယ်။ဘသူကမှသူ့စကားကိုမယုံပါဘူး။ဒါပေမဲ့အရာရှိတီယာကပျောက်သွားတဲ့ရဲကိုတွားရှာဖို့ဆုံးဖြတ်လိုက်ပြီးအမ်မာကိုတော့ဇယ်လီနာကိုဘေးလွယာခေါ်သွားဖို့တာဝန်ပေးလိုက်ပါတယ် တချိန်ထဲမှာပဲတင်းမောရဲ့ဒိတ်ကျုပ်ခန်းထဲမှာကပ်ပရင်ဘီကမျိုးရီထင်ထားတာတက်ပူဆိုးနေတဲ့အကြောင်းတတိပြူမိလိုက်ပါတယ်ဒိတ်ကျုပ်ရဲ့စင်တာကိုဆက်သွယ်ဖို့ကြိုးစားနေတော့မှာပဲနိုင်ရန်ပေါ်မှာကပ်ပရင်ဟောင်းနေရဲ့ဓာတ်ပုံတွေအစီရီကတ်ထားတာကိုတွေ့လိုက်ရပါတယ်သူကအဲ့ဒီဓာတ်ပုံတွေကိုကြည့်နေတော့တကနာမှာပဲကြော့မိတ်စာကြီးကသူ့နောက်ကနေတမ်မနီဂျိုးတစ်ချောင်းနဲ့လယ်ဘေးကိုညှစ်ပြီးတော့တိုက်ခိုက်ပါတယ်ကပ်ပရင်လည်းရုံးကန်ဖို့ကြိုးစားပေမဲ့မကြခင်မှာပဲတတိလစ်သွားခဲ့တာကြောင့်ကြော့မိတ်စာကြီးကဂျိုးနယ်ပဲသူ့ကောင်းကိုဖျက်ပြစ်လိုက်ကတင်းမောကိုထိန်းချုပ်လိုက်ပါတယ် သူအသေးမောတမကိုကင်ကလမ်းကြောင်းပြောင်းလိုက်ပြီးမီကီမောင်းရဲ့ကာတွန်းကားဟောင်းတွေကတချင်းတစ်ပုဒ်ကိုလေချိုရဲမောင်းနေနေလိုက်ပါတယ်။ခဏကြာတော့ဒုတိယကပ်ပရိတ်တွမ်မီယာထိမ့်ချုပ်ခိုင်းတဲ့ကိုရောက်လာပြီးကပ်ပရိတ်ရဲ့ပြက်နေတဲ့ခေါင်းကိုတွေ့လိုက်ရပါတယ်။တုံလို့သွားပေမဲ့ကပ်ပရိတ်အစ်စ်အဖြစ်အခြေအနေကိုထိမ့်ချုပ်ဖို့ဆုံးဖြတ်ပြီးပြီကိုခေါ်ကခီးတဲ့ဒီအားလုံးကိုအောက်တက်ကိုပို့ထားဖို့အမိန်ပေးပါတယ်။အဲ့ဒီချိန်မှာမိစာကြီးကတော့ဂိုးပတ်တွေမှာတားကောင်းတဲ့တွေကိုလိုက်ရှာနေပါတယ်။ သူကဓာတ်ပုံရိုက်နေကြတဲ့စီဒီရဲ့တငယ်ချင်းမလေးနှစ်ယောက်ကိုတွေ့သွားတာကြောင့်ပြစ်စီမာတဲ့ကားကိုသူတို့စီမောင်းသွားလိုက်ပြီးကားရဲ့တန်ချောင်းတွေနဲ့နှစ်ယောက်လုံးကိုထိုးအပ်ပြစ်လိုက်ပါတယ်။ဒီအဖြစ်ပြက်တစ်ခုလုံးကိုအဲဒီနာကဖြတ်သွားတဲ့တူနာပြူအမ်ပါကမြင်သွားတာကြောင့်ဇယ်ရီနာတို့ကိုသတိပေးဖို့အပြေးလွှတ်သွားပါတယ်။တပတ်မှာတော့ပြီလိုအဖွဲ့ကခီးသည်တွေကိုအောက်တက်ကိုဝင်ခိုင်းတာကြောင့်လူတွေအကုန်ဝင်သွားပြီးကျေပီအမ်ပါနဲ့ဇယ်ရီနာတို့ဝင်လာပြီးမှတကားပိတ်သွားပါတယ်။ ထူးစားတဲ့အခြေအနေကြောင့်နည်းနည်းလန့်နေတဲ့ဝန်ထမ်းတယောက်ကကပရိတ်သေးပြီးလို့အော်လိုက်တဲ့အတွက် အားလုံးရွရွတဲတဲဖြစ်ကုန်ပါတယ်။အရာရှိတရားကလူတွေကိုစိတ်ငြိမ်အောင်ထိမှုကြိုးစားပြီးစိတ်တဲ့တိုက်ကြွတဲ့ဇကားတွေပြောပေမဲ့သူကပထမဆုံးပေဆုံးသူဖြစ်သွားပါတယ်။အကျောင်းကတော့ကြွယ်ကြီးကတပြဲစီးတဲ့တချောင်းနဲ့သူ့လဲပင်ကိုထိုးတက်လိုက်လို့ပါ။မိစကြီးကိုမြင်တော့ကြံတဲ့တင်းပေါ်သားတွေကဝိုင်းချဖို့လုံနေချိန်ကြောမိစကြီးကမိသက်ပိုက်ကိုဖွင့်လိုက်ကအားလုံးရေးဆိုးအောင်လုံးလိုက်ပြီးတော့မိသက်ပိုက်ကိုမိမိစီပြက်လိုက်တဲ့အတွက်ကြောင့်မို့လို့အားလုံးတက်လိုက်ပြီးတော့ပေဆုံးကုန်ကြပါတယ်။ ။ဒါအောင်မြင်လိုက်ရတဲ့အမ်ဘာတို့၃ယောက်ကတော့အမြင်ထွက်ပြေးလာခဲ့ကြပါတယ်။သူတို့ကတခြားကုန်းပိုက်တစ်ခုပေါ်ရောက်သွားကြပြီးအနားယူကြချင်းခုံနန်းတစ်ခုပေါ်မှာအိတ်ပြော်နေတဲ့စင်တီကိုတွေ့လိုက်ရပြီး၄ယောက်သားရေဒီယိုနဲ့အဆက်အသွယ်ရဖို့ထိန်းချုပ်ရေးစင်တာစီတွားကြဖို့ဆုံးဖြတ်လိုက်ပါတယ်။တချိန်တည်းမှာပဲကြော်မိတ်စာကြီးကတားကောက်အစ်စ်တွေလိုက်ရှာနေတော့မှသူကဘီယာပလင်းတွေအများကြီးရှိတဲ့ကောင်တာတစ်ခုကိုတွေ့တော့ပါတယ်။ဘီယာတလုံးယူဖို့လုံနေတော့မာတီယိုဆိုတဲ့ပုံးနေတဲ့ကောင်လေးရဲ့အနံ့ကိုရလိုက်ပြီးမယ်။ကြော်မိတ်စာကြီးသူ့ကိုမတွေ့ခင်မှာတခြားကြီးတွေတယောက်ကမာတီယိုကိုဘေးလူရခွန်တော့ပါတယ်။ ဆယ်လီနာရောကတော့ကပရီရဲ့အခန်းစီကိုသွားနေကြတော့စီဒီနဲ့လမ်းကွဲသွားပါတယ်။ဆယ်လီနာကစီဒီကိုပြန်ရှာဖို့နောက်ပြန်လှည့်လာစေ။မာရီယိုနဲ့မိုးဇက်တို့ကိုတွေ့ပါတယ်။မိုးဇက်က"သူအဆောက်လို့ရေပေါ်ပနက်တွေဝှက်ထားတာကြောင့်ဒက်လိုက်တာကနေလုံမြောက်ခဲ့ကြောင်းရှင်းပြပါတယ်။ အဲ့ဒီချိန်မှာပဲပြီးကသူတို့ကိုလမ်းခေါ်ပြီးကပရရဲ့အခန်းစီကိုအတူတူသွားကြပါတယ်သူတို့မရောက်ခဲ့အဲ့ဒီအခန်းထဲမှာတွမ်မီဒီယာရေဒီယိုကိုပြဖို့လုပ်နေချိန်ကျော်မိတ်စာကြီးက TV နဲ့ပေါက်တက်ထားပါတယ်ဇေဒီကတော့သင်းမောစက်ကြံမှာမူးမူးနဲ့ရှောက်သွားနေတော့ဖုန်းလိုင်းမမိတာကြောင့်အပြင်ကိုထွက်လိုက်ပါတယ်ဖုန်းလိုင်းမိချိန်မှာသူရဲ့တငယ်ချင်းတယောက်ပို့ထားတဲ့တပ်ပုံတပုံဝင်လာတာကြောင့်ခြိလိုက်တဲ့အခါအဲ့ဒီပုံထဲမှာကျော်မိတ်စာကြီးပါနေတာကိုတွေ့လိုက်ရပါတယ်ဒါကြောင့် online တကြားနဲ့တခြားသူတွေကိုရှာဖို့အပြေးသွားလိုက်ချင်းလေဝါရီရုတ်တုရဲ့ခေါင်းကိုဝင်တိုက်မိပြီလဲကြမလို့ဖြစ်သွားပါတယ် သူမရုပ်တို့ကိုကောက်ကင်လိုက်တဲ့အခါအတဲရနေလူခေါင်းတစ်လုံးပြုတ်ကျလာတိုင်းကြောင့်လက်ဟန်ပြီးတော့မျက်နှာလွှဲလိုက်ချင်းတကယ်ကြီးရဲ့အလောင်းပေါ်မှာတက်တွေးလိုက်ရပြန်ပါတယ်။နောက်တော့ကြွမိတ်စာကြီးဟာသူမရှေ့တက်တဲ့ကိုရောက်လာပါတယ်။ကြွကြီးကလှန်တဲ့ချောင်းကိုဆွဲပြီးတော့သူမကိုတိုက်ခိုက်ဖို့ပြင်လိုက်တော့စင်ဒီလည်းထွက်ပြေးပြီးတော့တကားတစ်ခုနောက်မှာပုံလိုက်ပါတယ်။ဒါပေမဲ့ကြွမိတ်စာကြီးကတကားကိုထိုးပေါက်ကစင်ဒီကိုတတ်ပစ်လိုက်ပါတယ်။ပိတ်နဲ့ကြံတဲ့အပွင့်သားတွေထိ ंछ ုပ်ခန်းနဲ့ရောက်လာချိန်မှာ TV အောက်မှာတည်ဆုံနေတဲ့တွမ်မီကိုတွေ့လိုက်ရပါတယ်။ ဒါအပြင်သွေးနဲ့ရေးထားတဲ့စာတန်းတစ်ခုကိုလည်းတွေ့ရတာကြောင့်လန့်နေကြတော့ရုပ်တရက်လက်တပတ်ကဆယ်လီနဲ့ခြေတော်ကိုလှမ်းဆွဲတာခံလိုက်ရတာကြောင့်လန့်အောင်လိုက်ပါတယ်ဒါပေမဲ့လန့်ဆွဲသူကပဲရီဆိုတဲ့အပိုးကြီးပါသူကအောက်ထက်ကိုမဆင်းမနဲ့ကပရီရဲ့အခန်းထဲမှာပုန်းနေခဲ့တာပါဘယ်ရီကဒီကျွတ်မိတ်စာကြီးရဲ့မူလအစကိုသူတီချောင်းပြောပြပါတယ်ကျွတ်မိတ်စာကြီးရဲ့တကယ်နာမည်ကစတီးဗုတ်ငွေလီပါဘယ်ရီယာတောင်ဟုတ်က59နှစ်တုန်းကတင်မောတွေမှာလှုပ်လှုပ်ခဲ့ဖူးပါတယ်။အဲဒီတုန်းကသူဟာကပရင်ဝါတာဖန်တီးခဲ့တဲ့ကြွရကောင်ရဲ့ဒန်နာကြီးကိုကြားဖူးခဲ့တာပါ။ ဝါဇာပေလေတဲ့ကိုရွက်လို့ရင်းနဲ့မေဂီမောင်းနဲ့စင်တူတဲ့လျှို့ဝှက်စမ်းသပ်မှုတစ်ခုဖြစ်တဲ့ဝီလီကိုဖန်တီးခဲ့ပါတယ်။ဝီလီကိုလူငယ်တွေသဘောကျအောင်ဖန်တီးခဲ့ပြီးမယ်။နောက်ပိုင်းမှာစုတ်ပစ်ခံရပြီးမော်တီမာတင်းမောပေါ်မှာကုန်ပစ္စည်းအဖြစ်တည်ဆောင်ခဲ့တာပါ။ဒါပေမဲ့ပေလေပြမှာမုံတိုင်းမိပြီးတော့ဝါနာတီဆုံးသွားပြီးတဲ့နောက်ဝီလီကတော့အဲ့ဒီတင်မောရဲ့အောက်တမှာတယောက်တည်းနဲ့ပုံအောင်ရင်ကြံရိတ်ခဲ့ပါတယ်။နောက်တော့သူလွတ်မြောက်လာပြီးတော့လူတွေကိုလိုက်တက်နေတော့ပါ ဘယ်ဒီဆိုင်ရှင်းပြတာကတော့ဒီတင်မောကမော်တီမာတင်မောအစ်စ်မဟုတ်ပေမဲ့တင်မောအစ်စောက်ချင်းကပတ်စံချွေတာခြင်းလာကြောင့်မော်တီမာတင်မောဟောင်းကအစိပ်ပိုင်းတွေကိုယူပြီးတော့တုံးထားတာအတွက်ကျွမ်းမိတ်ဆိုင်ကြီးစာဒီတင်မောအစ်စ်စီကိုကူးဆက်လာရတာဖြစ်တဲ့အကြောင်းပါအဖြစ်မှန်ကိုသိသွားတဲ့အခါပြီးတော့အပွဲအချက်ပြတဲ့နယ်တွေကိုစက်ခန်းစီတွားယူကြဖို့အပွဲခွဲလိုက်ကြပါတယ်ထွက်လာကြရင်ပြီးတော့၃ယောက်ကလမ်းမှာဇလန်းဆာမှာကျွမ်းမိတ်စာကြီးနဲ့တွေ့ခဲ့တဲ့ဒိုမီလင်းနဲ့ပြန်တွေ့ပါတယ်သူကစက်ခန်းနဲ့လိန်ကုန်သွားပြီးတော့သူတို့ကိုတိုက်ခိုက်ပါတယ် တပတ်မှာတော့အမ်ဘာနဲ့ဆယ်လီနာတို့ကတွေ့မိတ်စာကြီးကိုတွေးကြပြီးအမ်ဘာကဝက်ဝူလဲနဲ့တွေ့ရဲ့မျက်လုံးကိုထိုးလိုက်တာကြောင့်ဒေါသနဲ့ချင်းနဲ့အမ်ဘာကိုတိုက်ခိုက်ခဲ့တဲ့အတွက်ဆယ်လီနာကဒုံးနဲ့ရိုက်ပြီးတော့ကူညီလိုက်ရပါတယ်။နောက်တော့မျက်လုံးမှာဝက်ဝူလဲစိုက်ဝင်နေတဲ့တွေ့မိတ်စာကဒိုမီနိနိုစီရောက်လာပြီးတော့သူမကိုခုန်ကိုက်လိုက်ပါတယ်။ပြီးနဲ့မာဒီယိုတို့ထွက်ပြေးပြီးမဲ့ဘိုဇက်ကတွေ့မိတ်စာကိုအပိတ်တပ်ဖို့အချက်ပြမီးကိုလောင်စာတိုင်ကြီးရဲ့ကိုပြစ်ထည့်လိုက်တာကြောင့်တခန်းလုံးပေါက်ကွယ်မီးလောင်ကုန်ပါတယ်။ ပေးတဲ့မာဒီယိုကိုလွတ်သွားကြပြီပဲအောက်ထဲမှာပိတ်မိနေတာကြောင့်နောက်မှရောက်လာတဲ့ဆယ်ဒီနာတို့ကကူကြီးဖို့စူးစမ်းနေကြအခန်းထဲဝင်ရေးတွေဝင်လာပါတယ်ပေးကကောင်လေးကိုအပေါက်စီချအောင်တွန်းတင်ပေးလိုက်နိုင်ပြီပဲအသက်ရှင်နေသေးတဲ့ကြွမိတ်စာကတည့်ရဲ့ခြေထောက်ကိုလှမ်းကိုက်လိုက်ပါတယ်ထွက်ပြေးစရာလမ်းမရှိတော့တာကိုသိလိုက်တဲ့ပေးကကြွမိတ်စာကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပြီးတော့ဆယ်ဒီနာတို့ကတော့အသက်ရှင်အောင်ပြေးဖို့ပြောလိုက်ပါတယ်နောက်တော့ကြွမိတ်စာပေါ်လာပြီးသူတို့နှစ်ယောက်ရေအောက်မှာရေဆိုင်တိုက်ခိုက်ကြကြစယ်လီနာနဲ့အမ်ဘာတို့ကလည်းထွက်ပြေးခဲ့ကြပါတယ် ိစရေးသွားပြီမဲ့အန်ဘာကတော်မိတ်စာအသက်ရှင်နေတော့မဲလို့ယုံကြည်နေပါတယ်သူတို့နှစ်ယောက်ဘလို့ရင်ဆိုင်ရမလဲစဉ်းစားနေတော့မာဒီယိုကသူ့ကိုဘယ်ရီစီကယူခဲ့တဲ့တပ်ပုံကိုတုတ်ပြပါတယ်အဲ့ဒီပုံထဲမှာကပရင်ဝေါ်တာနဲ့တော်မိတ်စာကြီးရဲ့ပြင်နောက်ထပ်ကြော့မတကောင်မှာပါနေပါတယ်ဒါကိုကြည့်ပြီးတော့တော်မိတ်စာကမုံတိုင်းထဲမှာပိန်နေတဲ့ကြာသွားတဲ့သူ့ရဲ့ကြော့မကိုရှာဖွေနေတာဖြစ်ကြောင်းသူတို့သဘောပေါက်သွားပါတယ်ဒါကြောင့်ဆယ်လီနာအကြံတစ်ခုရသွားပါတယ် တဝမ်းကစင်ဒီရဲ့ခရီးဆောင်တစ်တာတွေကမင်းဒီမောက်ဝစ်စုံကိုဝစ်လိုက်ပြီးကြွမိတ်စာကိုလှည့်သားကိုလှုပ်ပါတယ်။အမ်ပါနဲ့မာတီယိုတို့တင်မောပြင်ဘက်ကိုထွက်ပြီးတော့ဖြတ်သွားတဲ့တင်မောရဲ့စီးကိုကူညီတောင်းလိုက်ပါတယ်။ တပတ်ကပရင်ကသူတို့ကိုကဲတင်ဖို့ထွက်လာချိန်မှာဒေါက်တာလက်ကင်ထားတဲ့ကြွမိတ်စာကြီးရောက်လာပါတယ်ကြွမိတ်စာကအမ်ဘာကိုတိုက်ခိုက်တာကြောင့်အမ်ဘာကတန်တိုင်းတစ်ချောင်းနဲ့ပြန်ခုခံပေးမယ်ကျမ်းမြေပေါ်ချော်လဲသွားတဲ့အတွက်သူမကိုတတ်ဖို့လုပ်နေတဲ့ကြွမလိုဝစ်စားထားတဲ့ဆယ်လီနာရောက်လာပါတယ်ဆယ်လီနာကိုသူ့ရဲ့ကြွမအစ်စ်လိုထင်ပြီးတော့အနားကပ်လာချိန်ဒုံးနဲ့ရိုက်ချလိုက်တာကြောင့်ကြွမိတ်စာလည်းထွက်ပြေးသွားပြီးတော့တင်းမောအဆက်မှာရက်နေတဲ့မာတီယိုကိုတောချလိုက်ပါတယ်ဆယ်လီနာကမာဒီယိုနောက်ကိုလိုက်ဖို့ကြိုးစားရင်သူမကိုယ်တိုင်လည်းချီချော်ပြီးတော့တင်မောအဆုံမှာတွဲလဲပြတ်သွားပါတယ် ကျောမိတ်စာကတန်တိုင်းတချောင်းကိုကောက်ကင်ပြီးတော့ဆယ်လီနာကိုပင်လေတဲ့တွန်းချဖို့ပြင်လိုက်ပေမဲ့ဆယ်လီနာပုံစံကဘုံတိုင်းထဲမှာပျောက်ဆုံးသွားတဲ့သူ့ရဲ့အဖော်မလေးကိုသတိရသွားစေတာကြောင့်တိုမတာရောဘင်နဲ့ပြန်ဆွဲတင်လိုက်တာပန်းတပွေပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအမ်ဘာကအော်လိုက်တာကြောင့်ကျောမိတ်စာလည်းနောက်ပြန်လှည့်ကြည့်ခဲ့ပြီးဆယ်လီနာကကက်ကြီးနဲ့ကျောမိတ်စာရဲ့ခေါင်းကိုထိုးချလိုက်တာကြောင့်ရေထဲကိုပြုတ်ကျသွားပါတော့တယ်ကျောမိတ်စာကြီးကိုနှိမ်နှင်းပြီးသွားချိန်မှာအမိုင်ဘုံတစ်ခုကိုဆွဲထားတဲ့အတွက်အသက်ရှင်နေနေတဲ့မာတီယိုကိုတွေ့လိုက်ရပါတယ်နောက်တော့ကယ်ဆယ်ရေးတင်မောရောက်လာပြီးတော့သူတို့ကိုကယ်နေလိုက်ပါတယ် အားလုံးအစင်ပြေသွားကြပြီတင်ပေမဲ့သူတို့မသိလိုက်တာတခုရှိပါတယ်အဲ့ဒါတော့ကျောမိတ်စာဟာပင်လေတဲ့အမိုက်တွေနဲ့အတူကန်းဆက်မှာတင်းနေခဲ့ပြီးအသက်ရှင်နေနေတယ်လို့ပျောက်ဆုံးနေတဲ့သူ့အဖို့ကျောမားကလည်းသူ့ရှေ့မှာပေါ်လာပါတယ်ဒါတော့မကြခင်မှာနယူးယောက်မြို့ကြီးတကူလို့ကျောမိတ်စာနှစ်ကောင်ရဲ့တိုက်ခိုက်တာကိုခံရတော့မယ်တဘောပါဇက်သိန်းမှာတော့တိုက်ခိုက်ရေးစင်တာကမိုက်ရရေဒီယိုကနေအကူအညီတောင်းဆန်တကူကြားလိုက်ရပါတယ်သူ့ကြားလိုက်ရတဲ့အတန်ကတော့ပိအတန်ဖြစ်ပြီးတော့ပိကသူ့တင်းမောထဲမှာပိတ်မိနေတဲ့အကြောင်းအကူအညီပေးဖို့ပြောလာတာပဲဖြစ်ပါတယ် ဒါကြောင့်မိုင်လေသူ့ကိုကဲတင်မှုချက်ချင်းထွက်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့အပြစ်ကိုရှာတွေ့ခဲ့လားအတွေ့ခဲ့ဘူးလားဆိုတာကတော့စိတ်ဝင်စားစရာကိစ္စတစ်ခုနဲ့ပဲဇလန်းကအဆုံးသတ်ထားခဲ့ပါတယ်။ဟုတ်ကဲ့ကျွန်တော်ရဲ့အစီအစဉ်လေးကိုဒီမှာပဲရနာဝင်ပြပါခင်ဗျာ။အဆုံးဒီနားစင်ပေးတဲ့အတွက်ကျေးဇူးထူးဝဲတင်ရှိပါတယ်။